ချစ်မိပြန်မေမမမြိုင်အပိုင်းစနစ်ကျမဒီယောက်ျားတွေကိုမချစ်ဘူးကျမချစ်တာမမမြိုင်မမမြိုင်ကိုယူမတက်ချစ်တာတိတ်လောက်အောင်ချစ်တာဒီရင်ပကြီးတစ်ခုလုံးကအကြောင်းပြချက်မရှိတဲ့အထစ်ကိုချစ်တာဒီစကားများကိုသာပြန်ကြားရောက်နေသည့်မြိုင်ဟာထိုနေ့ညမှာအိပ်၍မရခဲ့ကရင်ပေါ်မှာဟိုဘက်လက်ဒီဘက်လက်ကဖြင့်ညိုလေးရဲ့ဝန်ခံချက်များဟာနားနဲ့မဆက်နိုင်သည့်အထိကနေညာရဲ့အကြောင်းအရာများကြောင့်အသက်ရှူကြရသည့်အထိဖြစ်ခဲ့ရသည် တော်ကိုအတင်ရဲတဲ့ကိုမြင့်မောင်ရဲ့အငဲအနောင်ဟာမိမိအားချစ်ကြောင်ပြောဆိုခဲ့ဒီကိုလည်းညာရှက်မိသည်ချစ်တယ်မမမြန်ကိုချစ်တယ်ကျမရဲ့ယောက်ျားလိုကျမရဲ့ခင်မုန်းလိုကျမအားကိုးရမယ့်ယောက်ျားတစ်ယောက်လိုမျိုးမမမြန်ကိုချစ်တယ်ကျေးဇူးပြုပြီးတို့အတွေ့ရထပ်သွားပေးစမ်းပါကွာတကယ်စိတ်ဒုက္ခပေးတဲ့မိန်းမပဲဘဒုအားကိုးနဲ့ဒီလောက်တောင်အတင်ရဲနေနိုင်ရတာလေအဲ့ဒီအညိုရောင်အကြည့်တွေကိုမုန်းလိုက်တာတိတ်မုန်းတာပဲ ဆောင်ကိုခေါင်းမီးချုံပေမဲ့လည်းအတွေးတွေမပြောက်ွယ်သွားပါဘူး။ပြောက်ွယ်ဖို့လည်းမတိုက်တွန်းနိုင်ဘူးထင်ပါရဲ့။အခုအချိန်မှာမြိုင်ဟာညိုလေးဤခန်းစားချက်များကိုဝင်ကြည့်ပေးမိအစားမိမိမှာဤကဲ့သို့ရှက်ရွံ့ပွဲကိစ္စကြီးနှင့်ပတ်သက်လို့အရှက်ရနိုင်သည့်အခြေအနေရှိသည့်ကိုကစိုးရိမ်နေဟန်ရှိပါသည်။အချစ်အစိတ်သင့်နေသည့်လူသားတစ်ယောက်ပါ။ဒီလူသားဟာတီရီမြိုင်စံအိမ်ကြီးထဲမှာရှိနေတယ်။ထိုလူဟာအခြားသူမဟုတ် ချစ်တော်သူဤမုံတီးယွန်ရှာခြင်းကို ခံလိုက်ရတဲ့ညိုလေးပါပဲအခန်းနဲ့ရနာက အပေါက်ကလေးနာမှာမျက်ရည်များနဲ့ထိုင်နေသည့်ညိုလေးတစ်ဖက်အခန်းထဲမှာရှိကြီးမြိုင်ကိုပါ စိုးရိမ်မှုတွေပြည့်နှက်နေတဲ့ညိုလေးညိုလေးရဲ့အချစ်ကိုနှလုံးသားနဲ့ရွေးချယ်တော့မြိုင်လိုပဲဝွကျွေးကြီးနေသလားကွယ်ငါအမားရိကြောင့်မုံသွားပြီလားမုံသွားပြီလားဟင်တီတိုးစွာမေခင်မိသည်မိမိရဲ့မိခွန်းအတွက်အဖြေတောင်မရှိပါ အသေးခိုင်အောင်အေးပါတယ်ဆိုတော့ဆောင်းရသည်တောင် သူမရဲ့အခန်းကအေးခိုင်မှုကို အနာယူနိုင်မည်မဟုတ်ဘူးကျင်းသေးပေါ့လက်မြောက်အရှုံးပေးရပါမည်နောက်ဆုံးတော့ကျမချစ်ခဲ့ဘူးပြီချစ်မိတော့လေမိမတယောက်တည်းအဲ့ဒီမိမကျမယောက်ျားရဲ့မိမတဲ့အတိတ်ပဲမရှိလိုက်တာမမမြန်ရဲ့ဒါဘလို့များဖြစ်နိုင်ခဲ့ရလဲဒါပေမဲ့ကျမနှလုံးသားအနာယူသွားခဲ့တယ်ဒီနှလုံးသားမမမြန်လွဲပြီး ဘာမှမသိတော့ဘူးထင်ပါတယ်မိမိရဲ့ဘယ်ဘက်ရင်အောင်ကိုသာလက်နဲ့အသာဖိရင် ချစ်မိတဲ့အကြောင်းတွေရေရွတ်နေရှာတယ်အခုလိုပြောနေလို့ရောမြိုင်ကမှမကြားပဲဒီရင်ထဲကခန်းစားချက်တွေကိုကြားစီခြင်းနဲ့ငဲကြည့်စီခြင်းနဲ့တနာစီခြင်းနဲ့ကွယ်ရှိပြီးသားကန့်ချက်မောင်းပြောင်းလဲနိုင်နေမမမြိုင်လှုပ်တလို့မျိုးပေါ်ထိုနေညာကသူတို့နှစ်ယောက်မဲ့ညအိတ်ချိန်များကြုံလွန်သွားခဲ့ရသည် ချန်ခိုက်သုံးရင်းနေတော့ညလေခင်ကိုရောက်တီတိုင်အောင်တိတ်ဆိတ်ချင်းဝန်းနေချင်းများပွေဖက်တာရအိတ်မပြောနိုင်ခဲ့ပါမြမတက်ကြဲ1336ခုကြာတော့လာဇန်တရက်နေ့ခရစ်နှစ်1955ခုဇန်နဝါရီလ4ရက်နေ့ထိုနေ့ဟာလွတ်လပ်ရေးနေ့ဖြစ်သည်ဗမာပြည်ကြီးအင်္ဂလိပ်မျက်နှာဖြူလက်အောက်မှလွတ်မြောက်ခဲ့သည်မှာ9နှစ်များရှိခဲ့ပြီဖြစ်သည် ပမာပြည်သူပြည်သားများပျော်ရွှင်စွာဖြင့်ထိုလွတ်လပ်ရေးပွဲကြီးကိုကျင်းပနေကြပြီဖြစ်သည်။ရက်ကွက်အတီးတီးရှိကလေးလူကြီးများမရွေးပျော်ရွှင်စွာဖြင့်အားကစားပွဲများကိုလွတ်လပ်ရေးအထိမ်းအမတ်ဖြင့်ပျော်ရွှင်စွာညီညွတ်စွာကျင်းပနေကြပါသည်။မိမျိုးရှိလွတ်လပ်ရေးမှတ်တမ်း၌လွတ်လပ်ရေးပွဲတော်ကြီးကိုခမ်းနားစွာကျင်းပနေခြင်းပင် Inspector ရာဇဝဲအုပ်တက်မူစာတီစစ်တမမိသားစုများဟာထိုပွဲတော်၌ခမ်းနားတင့်တယ်နေ၏။ ဤထဲ၌ရာဇဝဲအုပ်ကိုမြင်မောင်းနှင့်တရရဝင်ဇနီးမင်းကတော်မြိုင်တို့နှင့်အတူတူအငဲအနှောင်းဖြစ်သောညိုလေးသည်ပါ ထိုပွဲတို့တက်ရောက်လျက်ရှိပါသည်။မြိုင်ဟာတိတ်လာသည်။မြိုင်ရဲ့အလာဟာပွဲတော်မှာလာရောက်ဆင်းရဲကြသောယောက်ျားတိုင်းလဲပြန်ကြီးရလောက်သည့်အလာမျိုးပင်ဖြစ်သည်။ထိုအထဲမှာညိုလေးလည်းအပါဝင်ဖြစ်ခဲ့သည်ပေါ့။ညိုလေးရဲ့ချစ်ရည်ရွှန်းသောအကြည့်များကိုမြိုင်တွေ့မိတိုင်းမုန်းသည်။ သူကိုဒီမြဝန်းရွှဲကြီးတွေနဲ့ကြည်နေတာမြိုင်မကြိုက်ဘူးမြိုင်ရှက်တီအဲဒီနေရာစပြီးတော့ညိုလေးကိုမျက်နှာချင်းမဆိုင်ခဲ့ဘူးမတွေ့ကျင်လောက်အောင်မုံတိမိခဲ့သည်မှာကနေ့အချိန်ထိပါပဲမြိုင်ကြောင့်ညိုလေးဟာလည်းအတော်လေးကိုမှ ခံစားနေရရှာ၏သူမအဲ့အတွက်ယူလာပြီးတော့စပယ်ပန်းများကိုလည်းပန်ခြင်းမရှိပဲညက်ပတ်ပေးရည်စီတော်မြကြီးပေါ်တို့ပြစ်ချကဖနက်ဖြင့်နင်းချိတ်ပစ်ခဲ့သည် ဒီဖြစ်စဉ်ဟာညိုလေးရဲ့နှလုံးသားတက်တဲ့ကိုဖိချေတကယ်သူနာကျင်လာသည်မြိုင်ကိုချစ်မိသည့်ကြောင့်ညိုလေးမှာအမတ်မရှိနိုင်ခဲ့စပယ်တွေပွင့်တီနေတိုင်းမှာမြိုင်အတွက်စပယ်ပန်းတွေတီးပေးခြင်းတို့မဟုတ် စပယ်ခတ်ကိုခူးပေးပြီးသွားပေးခြင်းမျိုးကိုပြုလုပ်ခဲ့သည်မြိုင်ကလည်းအချင်းချင်းအခါခါမှနင်းချေခဲ့တာပေါ့သူလေးဘလောက်ထိဝမ်းနည်းနေမလဲကွယ်ဒီစပယ်တွေနဲ့ညိုလေးရဲ့နှလုံးသားနဲ့ထတ်တူကြနေသည်ကိုမြိုင်မသိဘူး တိခဲ့မယ်ဆိုလျင်လဲပုံလို့တောင်ရွဲတိုက်ပြီးနင်းချိပြအောင်မယ်။မြိုင်ကရက်ဆက်မှာဒီတန်တွေကိုမခံနိုင်ပါဘူးကွယ်။ချစ်တရေကုံရှိ။စပယ်တွေကိုတခါနင်းချိမိတိုင်းစကားလက်ဆောင်ပါသွားသည်မြိုင်။သူမကိုတိတ်ချစ်ပါတယ်ဆိုတော့သူကိုရက်ဆက်တက်နေပြီ။လက်ရှိမှာသူကကိုမျက်မှောင်ဖြစ်နေပြီ။ဒီလူကလည်းမြိုင်ချစ်လွန်မှန်သီးတော့ရက်ဆက်ခဲ့တာပဲလေအခုမြိုင်ကလည်းသူ့ကိုတိတ်ချစ်မှန်သီးတော့ တီတီရဲ့နဲ့ကိုရက်ဆက်နေပါပြီ ကိုကိုကိုပြင်မြင်အောင်တင့်နေပြီမဟုတ်လားမြိုင်လွန်ခဲ့တော့နှစ်ရက်ခန့်ကမြိုင်ဟာတစ်ပင်ကြီးပေါ်မှာထိုင်နေခဲ့သည်ဒီတစ်ခေါက်မှာတော့စာဖတ်နေတာမျိုးမဟုတ်ပဲအတွင်းနဲ့ချက်နေတာဖြစ်သည်မြိုင်ဟာလက်သေးစားများကိုကပ်ရင်အကြံထုတ်နေသည်မြိုင်ကောင်တဲ့တို့အကြံမျိုးမျိုးဟာစုပြုံနေသည်တကယ်ပါပဲနော်ညိုလေးဆိုတဲ့ညီခွေးမောက်ဘလို့နီးနဲ့ပတ်ထုတ်ရပါမလဲအိုးစိတ်နောက်ရက်ပါပဲ ငါဘဝနဲ့ငါရှင်သန်နေတာအကောင်ဒီမြေခွေးမှာရောက်လာပြီးတော့တစ်ခုပြီးတစ်ခုဖြစ်စည်းနေတော့တာပဲစိတ်ရှုပ်စွာပြည့်တက်ပြင်းရှိကြီးကိုချသည်ခဏမြကြာသည့်အထိတိတ်ဆိတ်ငြိမ်သက်နေသည်ပဝင်းကျင်ဟာအတန်တကူကြောင့်ပြည့်စည်ခြင်းတို့ရောက်ရှိသွားပြန်တော့သည်မမမြိုင် ထိုအတန်မှာအခြားမဟုတ်မြိုင်နာကိုလားတိုင်းလေတန်တက်တဲ့ကလေးနဲ့နာမည်အရင်ခေါ်ပြီးအနာကိုရောက်လာတတ်တာဘသူရှိအောင်မလဲ ကျင်းတေပေါ့ညိုလေးပဲပော့ကွယ်တကယ်ပဲစိတ်ရှုပ်ပါတယ်ပူရီပူရီမျက်မှောင်ကျုပ်ထားတယ်ဒါပေမဲ့ဒီဝင်ပလီမကိုတစ်ချက်တောင်မကြည့်ပါဘူးတစ်ပင်ပေါ်မှာဒါထိုင်နေထိုင်နေစေဖြစ်သည်မမမြိုင် ကျမကိုမုန်းနေမဲဆိုတာသိပါတယ်ဒါပေမဲ့လေဒါပေမဲ့ကြည်ကြည်ကစတော်ဘယ်ရီတွေကိုမမမြိုင်အတွက်လူကြုံပေးလိုက်တယ်အဲ့ဒါကျမလေမမမြိုင်အတွက်စတော်ဘယ်ရီဖြော်ရည်လေးလှုပ်လာပေးတာ မြိုင်ဟာဘာစကားတခွန်းမှမပြောညိုလေးဤမျက်နာကိုမကြည့်ခြင်းမှာအခြားတစ်ဖက်တို့လှဲ့ပြီးမျက်ဝန်းတွင်မိထားလိုက်တော့တယ်။မြိုင်ဒီညိုလေးကိုမျက်နှာချင်းမဆိုင်ခြင်းလောက်တဲ့အထိမုံမိသည်မှာအမှန်ပင်ဆင်းလာခဲ့ပါအောင်နော်။ငါအနာဝေးဝေးနေစမ်းမှာမင်းအောင်မြင်ရတာငါယွန်းနေ။ပြောပြီးမြိုင်ဟာတစ်ပင်ပေါ်ကဆင်းလာခဲ့ပါသည်။ညံ့ရဲ့စကားဟာညိုလေးအားဝမ်းနေသည့်ထက်ပို၍ဝမ်းနေစေပါသည်။ တည်တင်ကလေးအတွင်းမှာပင်မြိုင်ဟာညိုလေးကိုကြော့ဖြတ်၍ဆန်အိမ်သို့သွားဖို့ဖြစ်လာသည်တို့ပင်မဲမြိုင်ရဲ့လက်မောင်းဟာဆွဲယူသိမ့်သွင်းခြင်းကိုခံလိုက်ရသည်ဒီမင်းကလေးကိုအတော်ယွန်နေအထူးသဖြင့်သူ့ရဲ့နှလုံးသားကိုပူယွန်နေချက်ချင်းဆိုသလိုမြိုင်ရဲ့ခန္ဓာကိုယ်ဟာညိုလေးအရှိမရက်တန့်စေခဲ့ပြီးညာဘက်လက်ဖဝါးကလေးကတော့ညိုလေးရဲ့ပါပြင်းစီတို့ရောက်ရှိသွားခဲ့ပြီဖြစ်သည်ကုန်တိတ်ခါထိခိုက်စေခဲ့တဲ့ဒီမိမကိုမကြည့်ပြူခြင်းတော့ပါဘူး ဖြောင်းကနေမြည်တန်းဟာပါနာရတာထက်ရင်ပူနာတယ်ဒီတချီနဲ့ဆိုမြတ်ရဲ့လက်ဖွားနုနုနဲ့ရိုက်ချင်ခံရတာနှစ်ခါရှိပါပြီစတော်ဘယ်ရီခွက်အားဖိတ်ကျသွားခြင်းမရှိအောင်ကင်ထားသည့်ညိုလေးရဲ့ခေါင်းမမူဟာမြိုင်ကိုချစ်တာနဲ့ထတ်တူကြနေသည်လှဆန်းမမမြန်ရိုက်တာအားရပြီလားရော့ဒါတောက်လိုက် မျိုးလေးရဲ့ခေါင်းမမူဟာမြန့်ရဲ့တီးခတ်နိုင်စွမ်းအားကျစင်စီခဲ့သည်အသားများတဆက်ဆက်သုံးလာပြီး အောက်နှခမ်းအားပေါက်ထွက်မတက်ကိုက်ထားလိုက်လေသည်နှခမ်းပေါက်သွားလိမ့်မယ်လီမမမြန်ရဲ့လေဒန်ဟာဖျော့တော့နေသည်စိုးရိမ်စိတ်ပါထွန်သွင်းနေသည်ဒီခံစားချက်များကိုမြန်သည်မသိမခံစားနိုင်သူမကိုယ်တိုင်ဒီနာကျင်မှုကို တိပါလျက်နဲ့မျိုးလေးအားအနိုင်ယူနေပြန်ပြီရက်ဆက်ပါပေလားကွယ် ညိုလေးသည်လည်းမြန်ရဲ့စိတ်တဘောအလိုကြကို အလိုလိုက်ပေးမိတော့သည်သူမဆွဲထားတဲ့လမောင်းကို အသာတကြီးဖြုတ်ပေးခဲ့ပါပြီဒါဆိုစတော်ဘယ်ရီတောက်လိုက်ပါနော်ရွံစရာကောင်းတယ်ဒါရင်မင်းမဲတောက်လိုက်တော့အန်ခဲပြီးပြောပြီးဒီနေ့မြိုင်ဟာစတော်ဘယ်ရီခွက်ကိုလှမ်းယူလိုက်ပြီးညိုလေးရဲ့မျက်နှာတက်တဲ့ကိုအပတရက်ပတ်ပစ်သည်စတော်ဘယ်ရီဖြော်ရည်များပေးကြံသွားတဲ့ညိုလေးရဲ့မျက်နှာကိုကြည့်ပြီးအာရကျေနပ်မှုရှိနေသည်မြိုင် မြိုင်ဟာရက်ဆက်ပြီးရင်ရက်ဆက်နေပြန်ပါပြီ။ညိုလေးရဲ့မျက်နာဟာစတော်ဘယ်ရီရည်များနဲ့အကြီးတန်းရုပ်ဆိုးလွန်းလာသည်။ဘလို့လဲကိုယ်တိုင်ဖြော်တဲ့စတော်ဘယ်ရီလေးကောင်းရဲ့လား။ဖန်ခွက်ကိုမြေကြီးပေါ်သို့လွတ်ပြက်လိုက်၏။နှလုံးသားသစုံလဲအစိတ်စိတ်ကြည်မွခဲ့ရပါပြီ။ညိုလေးမှာဝမ်းနဲ့ရည်ထပ်ပိုးပါသည်ညနာက စတော်ဘယ်ရီအည်များအားလက်နှင့်အသာဖဲပြီးမြိုင်ကိုပြုံးပြသည် မြဝန်းညိုရီနဲ့မြိုင်ကိုပြုံးပြနေတော့သူ့ရဲ့အပြုံးတွေကမြိုင်ကိုပိုးပြီးဒေါရထွက်စီပါသည်တိတ်ချင်ပြီးတော့လဲအပြစ်မမြင်ဘူးပုံမမမြိုင်မမမြိုင်လှုပ်သမျှကျမချင်ရတဲ့တိလာမမမြိုင်ပြောခဲ့သလိုပဲချစ်မိနေတဲ့၍ခွန့်လွတ်ပေးနေမှာအခုမမမြိုင်ကိုချစ်လို့ခွန့်လွတ်နေမိပြီလဲသိလိုက်စမ်းဒီလောကမှာမင်းလိုလူမျိုး မရှိမှတာရမှာမင်းသိလိုက်တော့မမမြိုင်ရဲ့ချစ်ကိုရမယ်ဆိုရင်ကျမသိရတာတန်ပါတယ် ညိုင်ဟာတောက်တစ်ချက်ခောက်ကဒေါရထွက်မိသည်အသက်ရှူတံများပြင်းလာသည်ညိုလေးနားမှလည်းဆက်မနေကျင်တော့ပါချက်ချင်းဆိုသလိုနဂါမျက်ဆောင်လိုပြကြသွားစေနိုင်သောမျက်ဝန်းမျိုးဖြင့်ညိုလေးအားစူးစိုက်ကြည့်ကာအနားမှထွက်သွားခဲ့ပါသည်ယနေ့အချိန်အခါပွဲတော်အထိဒီဝင်ပလီမကိုမျက်နှာချင်းမဆိုင်ခြင်းမှာညိုလေးမှာသူမအနာတို့ရောက်လာတိုင်းအဝေးတို့ရှောင်ထွက်သွားပေသည်တခါတလေလဲမြိုင်ဟာကလေးဆက်နေသလားလို့တောင် ထင်ကြီးပေးခြင်းဤ နောက်ပြီးမြိုင်ဟာသူ့ရဲ့အပေါင်းအသင်မိတ်ဆွေများနဲ့စကားပြောကောင်းနေတယ်လို့ကိုမြင့်မောင်ကလည်းစစ်အကြီးကဲများနဲ့စကားပြောကောင်းနေခြင်းဖြစ်သည်မိမျိုးမှာဆွေမျိုးမရှိတကောင်းကျွတ်ဖြစ်သောညိုလေးဟာအထက်တန်းစားဟူသောဆွေမျိုးများလည်းမရှိပါသူမရဲ့မိတ်ဆွေများဟာဈေးတယ်များဖြစ်သည် ထို့အတွက်အထက်တန်းလွှာများကြားမှာညိုလေးတယောက်တည်းအဖော်မဲ့နေရပါသည် စပွဲဝိုင်းမှာသာထိုင်းရင်စိတ်ပြတ်စွာဖြင့် မုံကိုသာစားနေရှာသည် ကိုမြင့်မောင်သည်စစ်ဦးစီးချုပ်အားလေးနက်တော်စကားများကို ပြောဆိုနေသည်ကျွန်တော်ရာထူးတိုးပေးမယ်ဆိုလို့ဝမ်းသာရပါတယ်ဗျာမောင်မင်းကအုတ်ချုပ်ရဲပိုင်းမှာတာလွန်တလို့မောင်မင်းရဲ့မိန်းမကလည်းငါတို့ကိုအထောက်ပံ့အများကြီးပေးနေတာပဲလေအဘက်ဘက်မှာတာလွန်နေတဲ့ဒီမိသားစုကိုဘသူအမျာအလွယ်တကူအနိုင်ရမှာလဲညံ့ရဲ့အထောက်ပံ့တွေကိုတကယ်လိုအပ်နေတာပဲနောက်လိုရင်လည်းပြောပါခင်ဗျာ အစ်စပတ်တော်ရာသူဆိုရင်ရောအဆင်ပြေမလားမောင်မေစစ်ဦးစီးမှုရာသူဘုံမှုရာသူတွေကိုလိုချင်ပေမဲ့အထက်လူကြီးတွေကိုငဲလိုက်ပါတော့မယ်ခင်ဗျာစစ်ဦးစီးမှုဆိုသူမှာအာရပါရကိုရင်နေသည်ရာဇဝတ်အုပ်ကိုမျက်မှောက်ဟာမိတ်ဆွေအပေါင်းအသင်းများနဲ့ပျော်ရွှင်စွာစကားပြောနေတော်မြိုင်ကိုကြည်ရင်ပြုံးမိသည်ညာရဲ့စီးပွားရေးလုပ်ငန်းကိုမြိုင်ဟာပြတ်ထားပေမဲ့လို့ကြီးကြီးရဲ့အကူအညီတွေနဲ့စီးပွားရေးလုပ်ငန်းများကိုစောင့်ရှောက်ပေးနေခဲ့တဲ့ကြောင့် ။မြိုင်ဟာကိုမြင့်မောင်အားထိုကဲ့သို့ကူညီပေးနေခြင်းဖြစ်သည်။ညာသည်သူ့ဤဆွေမျိုးမိတ်တင်ကဟများနှင့်စကားပြောကောင်းနေချင်းညိုလင်းမှာတော့အဖော်မဲစွာတယောက်သေးပင်ဖြစ်နေခဲ့သည်ထို့ပေတည်းခဏမကြာညိုလေးဟာတိရိမြန်ဆန်အိမ်တော်ကပုဂ္ဂိုလ်ဖြစ်သည်ဆိုသည့်အကြောင်းမှာပွဲလာသူလူအများသိရှိသွားသည်နှင့်ညိုလေးအနာတို့တယောက်ပြီးတယောက်မိမိကိုယ်ကိုမိမိအားလာရောက်မိတ်ဆက်နေသည် ဂုံတိတ်ခါကြီးကြတဲ့ဆန်အင်ကြီးကတစုံတရာအတိအမှတ်ပြုလဲနဲသလားဒါပေမဲ့ဥရဖားရမျိုးကိုမကြိုက်မနစ်သက်ပါ အထက်တန်းလွာမိသားစုက ဆိုမှမျက်နာပေးသည့်အတိုင်းဝိုင်းဟာမိမိနှင့်ဓမ္မတဲ့လားမလိုက်ဖက်ဘူးလို့ထင်ပါသည် လူတော်လူဆိုးအားအထက်တန်းလွာ အောက်တန်းစားဟူဆုံးဖြတ်တတ်သော အပေါ်ရန်လွာမိတ်ဆွေများနဲ့မပေါင်းသင်းခြင်းလို့ထိုကြောင့်ပဲထွက်ပြေးရှောင်သိမ်းနေခဲ့မိသည် နှလုံးသားလေးကလည်းကွဲအပ်တီထပ်ပိုး၍ကွဲအပ်လာသည့်ကြောင့်ကိုဘသင်ပြောသောစကားအချို့ကို ပြန်ကြားရောင်လာမိသည်အချစ်ကြောင့်နောက်တစ်ချိန်အရက်တော့ရလိမ့်မယ်လို့မတွေးထားမိပြန်မူညိုရဲ့အချစ်ကြောင့်နာကျင်ရမည်ဆိုပါက အရက်တော့ရမည်ကိုညိုလေးနားလဲလာသည်ထိုပေသည့်သူမသိတော့အရက်မှာထရေမြတာ ဇပွဲအတီတီ၌ဝိုင်းပလင်းများရှိနေပေမဲ့ထိုဝိုင်းပလင်းများဟာအရက်ဖြစ်သည်ဆိုတာကိုတော့ညိုလေးမသိနားမလဲဘာလို့ကိုကိုမြန့်တောက်နေတဲ့အချိုရီပလင်းတွေပဲရှိနေရတာလဲမသိဘူးတကယ်လို့ငါအရက်တောက်မယ်ဆိုရင်လေကိုကိုမြင့်နဲ့မမမြိုင်တို့ရဲ့ခုံတိတ်ခေါက်ကြည့်ရအောင်မယ်။အင်းပေါ်လေးဒီအချိုရည်တွေပလင်းတွေကိုအရက်အဖြစ်ပဲတောက်လိုက်တော့မယ်။နှကန်းတရွရွဖြစ်တီးတိုးစွာပြောနေသည်ညူ။ တစ်ပင်အနှဲငယ်များနဲ့လူရှင်းသောဇပွဲဝိုင်းမှာထိုင်ချလိုက်ပြီးဝိုင်ပလင်းများအားအချိုရည်ပလင်းအထင်ဖြင့်ဖွင့်ပေါက်နေသည်။ထိုဝေတီဖွင့်မရညီတို့ဖွင့်ရမှန်းမသိ။ပွဲတော်မှာငားထားသောဟိုတယ်ဝိတ်တာကလားလေးတဦးဟာအမြင်မတော်၍ဝိုင်ပလင်းဖုံးကိုဖွင့်ပေါက်ပေးခဲ့သည့်ကြောင့်အဆင်ပြေခဲ့ရသည်။အိုးလာပြီးတော့ကစီနေနေသည်။ခွက်ပြည့်ထဲတော့ဘာဖြစ်မှကြာနေရပါပဲ။ ဝိုင်းကိုမြည်တို့တောက်ရမယ်မသိတဲ့ညိုလေးဟာဖန်ခွဲအပြည့်လောင်းထဲလိုက်တော့ဒီမန္တလေးမြို့ပေါ်ကတထေးအိမ်မှာအလုလုခဲ့သည့်ညိုလေးဟာအထက်တန်းလွှာမိသားစုမှာဇွန်ခရင်ကင်တက်ယုံကလွဲ၍ဘာမှမတက်ခဲဝိုင်းဆိုတော့မိမနဲ့မသက်ဆိုင်လာသည့်အရာမျိုးကို ပို့လို့တောင်မသိခဲ့ချေဝိုင်းတောက်တက်သောမိမဆိုတာအထူးအဆန်းတော့ဖြစ်တတ်ကြသေးသည်ချူရဲရဲနဲ့ပူရှက်ရှက်ဖြစ်သွားတဲ့ကြောင့်ညိုလေးမျက်မှောင်ကျုံမိသည် တို့ပေသည်တောက်လို့အတော်ကောင်းသည်ဇပွဲပေါ်ကအစာအတော့များကိုစားလိုက်ဝိုင်လေးတောက်လိုက်နဲ့ညိုလေးဟာသူမအသေးကွဲနေပါသည်ဆိုတီကိုကမေ့လျော့သွားခဲ့တယ်လို့ဖြစ်လာသည်တောက်ရင်တောက်ရင်နဲ့ရီဝေဝေမူတူတူလေးဖြစ်လာသည်ရင်ထဲမှာလည်းပူလာသည် ပြီးနောက်ဝမ်းထဲလာသည်တခါတလေရယ်မိသည်အချိန်ဟာလည်းအတော်နှောင်းထွားခဲ့ပါပြီမောင်ရီပြိုးလာခဲ့ပါပြီ။ ဝိုင်ပလင်းတဝက်လောက်အထိကုံသွားတီမာပင်ဇပွဲနှင့်မျက်နှာမိတ်ဆက်ခဲ့ရပြီအမြင်မသင့်တော်တော့ညိုလေးရဲ့ပုံစံဟာပွဲလာသူပြိတ္တများအကြအယုတ်ဆိုးလွန်းလာသည်မိမတယောက်ဖြစ်ပါလျက်နဲ့ဒီလောက်အထိတောက်ရပါသလားဆိုတော့အထင်အမြင်သေးတော့အကြည့်များညိုလေးဟာတိတိမြန်ဆန်အင်ကပုံကိုဖြစ်တီကြောင်းအเจ้าများကိုတီးတိုးစွာပြောဆိုနေခြင်းကြောင့်ကိုမျက်မှောင်နဲ့မမမြန်ကိုပါခုံတိတ်ခါညှိုးနှံခဲ့ရပြီဖြစ်သည် ဒီအရက်ကပဲမွန်းကျက်နေတဲ့ဒီနှလုံးသားကိုတတ်တာစီတာမလို့ပါမြန်ရဲ့အပြစ်ကြီးမတင်စမ်းပါနဲ့ကွာညိုလေးရဲ့အမြင်မတော်တော့ပုံရိပ်ကို ကိုမျက်မောင်လဲဝင်ထင်းလို့ပေးသည်ဒိုဘေတီမြိုင်အနာသို့သွား၍မြိုင်အားလက်ဆွဲကခေါ်လာသည်ရှင်ဘာဖြစ်လို့ဒီကိုခေါ်လာတလဲလွတ်စမ်းမှာအကူလွတ်ပါမယ်တခုတော့အကို့ကိုကူညီပါဦးမြန်ရဲ့ရှင်ကိစ္စတွေကလည်းပြီးကိုမပြီးနိုင်တော့အမြဲတမ်းကြမကောင်းပါပဲ ရှင်းအောင်ယာရုတိုးပေးမဲ့ကိစ္စနဲ့ပတ်သက်ပြီးဘာချက်တောင်းနေပြန်ပြီမလားဟမ်အဲ့ဒီကိစ္စနောက်မှပြောကြအောင်ပါမြန်ရဲအခုညိုလေးကိစ္စအရင်ရှင်းရမယ်။အိုးအဲ့ဒီမြေခွေးမောင် ရှင်းပါသာ ရှင်းမယ်ရှင်းမှာလားရှင်းမောင်းထုတ်လိုက်အလွယ်သားပဲဦးလွဲပြန်ပြီမြန်ရဲအခုပြောတာဟိုမှာဟိုမှာညိုလေးမူးနေတယ်တွေ့လားဘလို့မြေခွေးမှာမူးနေတယ်ဟုတ်သလားညာဟာအမောင်ရိတ်ထဲမှာပင်လေပင်တထောင်ထောင်ပြည့်လိုက်ရှာသည် ကြောင်ကြတော့ဇပွဲဝိုင်းတိုင်းမျက်နာနဲ့ဇပွဲမိတ်ဆက်နေသည့်ညိုလေးအားလှမ်းတွေးမိတော်သည်ညိုင်သည်သူမအတွက်ကြောင့်နဲ့မင်းကလေးတံမဲအရက်တွေတောက်နေပါပကောလားဟုတွေးမိသည်ဒီလိုပုံစံဆိုခက်ရကြီးရဲ့ခတ်တာကိုလွယ်အောင်မြိုင်ကပဲဖြည့်ရှင်းပေးပါကွာမိုးလည်းမှောင်နေပြီဆိုတော့မြိုင်လည်းပြန်နှားတင်ပြီလေအိုးမပြန်နိုင်ပါဘူးကျမပြောလို့ပြီးသေးတာမဟုတ်ဘူးကျမမှာအခုမှပြောရတာမပြန်နိုင်ဘူးကိုမြင့်မောင် ခတ်ပါရဲ့မြန်ရဲ့ဒီပုံစံအတိုင်းဆိုမြန်ရဲ့ညီမညိုဒုက္ခရောက်လိမ့်မယ်။အိုးဘဲခတာကျမရဲ့ညီမလဲရှင်တော့ရှင်ကို့အရှုပ်ကိုနိုင်အောင်မရှင်းမဲ့အရှုပ်လာလွဲမပေးနဲ့ကို့အရှုပ်ကိုရှင်းစမ်းမှာဒီအရှုပ်ကိုလည်းမြန်ကပဲကူညီပေးပါကွာအတော်ကြာရင် မြင်မကောင်းဖြစ်သွားလိမ့်မယ်။ဆိုင်တော်တိတ်ခါလဲရှိသေးတယ်မဟုတ်လားနော်။မြန်ဟာတက်ပြင်းရှိကြီးခြားသည်အတော်ရှိတဲ့တက်ပြင်းမှာ မိမိ၏အပြုံများကိုဖျက်ဆီးနေသည့်ဒီမြေခွေမကိုဒေါရထွက်ပါသည်။တမုံချင်းဖြစ်သွားအောင်အမောက်ကျိတ်ချင်နေပါသည်။ဒိုဘေသည်ညိုလေးမှဒီလိုအခြေအနေမျိုးဖြစ်ရတာဟာသူမအပြစ်ကြောင့်ဟုထင်နေမိသည်။အချိုရည်နဲ့ဝိုင်ကိုမခွဲခြားတတ်သည်ကိုသူမမသိ။တိများတိခဲ့လျင်တနာနိုင်မည်မဟုတ်။ကိုမြင့်မောင်ရဲ့အကူအညီကြောင့်ညိုလေးကိုမြင်းရထလုံးပေါ်သို့ရောက်စေခဲ့သည်။ညာတယောက်တည်းညိုလေးကိုဆွဲထုတ်ဖို့ဆိုတာမြည်တော့မှမဖြစ်နိုင်။ ကိုမြင့်မောင်ဟာယောက်ျားကြီးတယောက်ဖြစ်ပါလျက်နဲ့သူ့ဤအရှုံများကိုမြန့်ကောင်းပေါ်ပဲကြစေခဲ့သည့်ကြောင့်စိတ်ဆိုးမိသည်ဒီစိတ်ဆိုးမှုဟာလည်းခဏမျှသာကြာခဲ့လိမ့်မည်မြိုင်ဟာဒီယောက်ျားကိုတိတ်ချစ်သားလေးစိတ်မဆိုးရပါဘူးမြိုင်အကိုစိတ်ချမယ်နော်စိတ်မချနဲ့ကိုမြင့်မောင်ရှင့်အငယ်အနောင်ကိုလမ်းမေးမှာပြစ်ချခဲ့မှာသိရဲ့လားမြိုင်ကတော့လေတဝင်းတူနေတာတော့ဘာဖြစ်လို့အဲ့တလောက်ချစ်ဖို့ကောင်းနေရတယ်လဲဟင် ရှင့်ကိုဘသူကတဝင်သွနေလို့လဲမြိုင်ပေါ်မြိုင်လေမြိုင်အခုတဝင်သွနေရလေရှင့်ပါဇက်ပေါက်ကိုပိတ်ပြီးပွဲစီပြန်သွားတော့ကျမရထလုံးပေါ်တက်ပြီးရှင့်ဖဲဩကျမရှင့်စိတ်ဆိုးတယ်သူမစိတ်ဆိုးနေသည်ဆိုတော့အကြောင်းအားလင်ယောက်ျားတိစီရန်အတွက်ပြောဆိုလိုက်ပြီးပြီးချင်းမြင်းရထလုံးပေါ်တက်ကအမှုဓမ္မလေးညိုပေးသူဝင်းထိုင်လိုက်ခြင်းပင်ကိုမြင့်မောင်ဒီတော့လူပြိုတယောက်လိုပရင်ပေါက်မှာလက်ထောက်ရင်း မြャရဲ့မျက်နာကို ပြုံးကြည့်နေခြင်းပင် လင်းယောက်ျားဖြစ်သူအားမြャအမြင်ကပ်လာသည်ဒိုဗီဒီလည်းထိုယောက်ျားရဲ့ရှင်လဲတော်မျက်ဝန်းအကြည့်များကိုမြိုင်လွမ်းမိသည်ဘယ်သောအခါမှမိမရတဲ့မျက်ဝန်းတွေကိုမြိုင်တန်းတမိခဲ့ပါသည်ကနေဖို့တော့သူမရဲ့ဆူတောင်းလေးပြေဝပြီဟုဆိုနိုင်မိလားအငယ်အနောင်အားဆန်အင်ခေါ်ရသည့်လင်းယောက်ျားအပေါ်မှာတော့ဒေါရကလေးတစိမ့်မြပင်မလျှော်ရှင်ဘာဖြစ်နေသလဲ စိတ်မချဖြစ်နေရင်ရှင်ဘာသာရှင်မဲလိုက်ပုတ်လိုက်စမ်းပါကျမပွဲမှာပဲပျော်နေခဲ့တော့မယ်ဟောမဟုတ်တာမြန်ရဲ့မြန်စိတ်ကောက်တဲ့ပုံစံကိုမမြင်ရတာကြာပြီလေအဲ့ဒါကြောင့်အကိုကတော်စမ်းမှာ ရှင်ရဲ့တနာကြောင့်နေကိုမြင့်မောင်ပြောတော်စကားကိုဖြတ်ပြောလိုက်ပြီးဒီနေ့လင်ယောက်ကြားအားမျက်ဆောင်ထိုးလိုက်ပြီးတော့ဒီထိုအချိန်ညိုလေးတီတော့ရထလုံးနံရံမှာမှီးရင်အိမ်မက်ကဘာတဲ့ရောက်ရှိနေပြီဟုထင်နေရသည် မြိုင်နဲ့ကိုမျက်မှောင်မတိမတာချစ်ကြည်နူးခြင်းတွေကြားနိုင်မီမဟုတ်။ယောက်ျားဖြစ်သူကဒီလိုပြုမှုနေသည့်အားမြိုင်တဘောကြနေရှာသည်။သူမကိုချစ်နေစေဟုထင်နေမိပြန်သည်။အကိုကလေရုံထွက်မရတဲ့နှုံငယ်လေးလိုပါပဲ။ကဲကျမတို့သွားမယ်။ရထလုံးကိုခိုးထားမနေစမ်းနဲ့။ခန်းငါငောက်ကလေးပြောလိုက်တည်နဲ့ကိုမျက်မောင်ဟာချိုတာတော့အပြုံရှင်လဲဝေစာနေတော့အကြည့်များနဲ့လူပြိုလေးလိုလုံနေပါတော့သည်။ကဲ ညီမညို့တေချာဆောင်းလျှောက်လိုက်နော် ဟုပြောပြီးဒီနဲ့အနားမှထွက်သွားကမြင်းစရာအားစတင်မောင်းနှင်ဖို့တော့ပြောတော့ဒီယထာဘိန်ဟာတလိန်ပြီးတလိန်ရွေးလာခဲ့ပြီးလွတ်လပ်ရေးကြောက်တိုင်နဲ့ဝေးကွာသောနေရာကို ရောက်လာပြီးမှညိုလေးအားတတိယမိတော့ဒီညိုလေးဟာအမှုဓမ္မလေးဖြစ်နေပြီးပါပြင်နှစ်ဖက်ဟာရဲပရောင်းထနေသည် အတော်မူနေသည်ဟုမြိုင်ထင်မိသည်မိမိရှိနေသည်ကိုတတိမထာမိပုံပေါ်သလို ရထလုံးပေါ်ရောက်နေဒီကိုလည်းတတိမထာမီဖြစ်နေသည်ညိုလီဘာကြောင့်အသက်လောက်တောင်တောက်ရတာလဲမသိပါဘူးတကယ်ပါပဲခတ်လိုက်တာနော်ညိုလီကြောင့်ပြောလိုက်ပင်ပဲညိုလီဟာမကြားပြီမျက်မှောင်ကြုတ်ကဖြင့်မျက်လုံးများဖွင့်လာပြီးတော့သည်အလိုနိုးလာတယ်တော့ဒါပဲနေရလဲအမှုတပါးလေးညိုရှာလေးလန်စွာဖြင့်စကားများမပီတာတော့ပါကောင်းမှုရဲ့နော် ရထလုံးရဲ့အရှိန်ကြောင့်ညိုလေးကောင်းမှုနေပြီးမကြခင်အချိန်များမှာယာကုပွဲများဆင်နွှဲတော့မီဆိုတာကိုမြိုင်သိနေလိုက်သည်ဒီအဖြစ်မျိုးတော့မြိုင်လက်မခံနိုင်ဘူးလုံးဝအန်ထွက်လာလို့မဖြစ်တဲ့ကိစ္စမျိုးဒီမဒီမမင်းအန်လို့မဖြစ်ဘူးနော်ဟာမမမြိုင်အယာငါရဲ့မမမြိုင်မြိုင်ဆိုတော့စကလုံးလေးဟာပိတနေဒီကြောင့်မြိုင်တဘောကြမိသည် ဒီအမှုဓမ္မလေးဟာတကယ်ပင် တိုးပေါက်ကလေးနဲ့တူလွန်းသည်ညရဲ့နှခမ်းတစ်ဖက်ပြုံးမိသည်ကြောင့်မိမိကိုမိမိလှန့်သွားခဲ့ရသည်။အိုးမဟုတ်ပါဘူး။မမမြိုင်မမမြိုင်အတန်ရှည်ဆွဲပြီးယူးယူးမှုမှုနဲ့ညိုလေးဟာညရဲ့လက်ကိုချိတ်တွဲပြီးညရဲ့ရင်ခွင်ထဲမှအတင်းတိုးဝင်သည်။မြိုင်ဒီမနေတတ်တော့ဖြစ်နိုင်ရင်ဒီမြေခွေးမကိုလမ်းဘေးမှာပြစ်ထားခဲ့ခြင်းသည်။ ။ငူးထားတော့တောက်တဲ့လုံနေရသလား။အိုးတကယ်စိတ်ညစ်လိုက်တာနော်။စိတ်ရှုပ်လိုက်တာ။မမမြိုင်။ဘာလဲ။ညိုလေးဟာမြန်ရဲ့မျက်နာကိုစိစိကြည့်သည်။သူမဘာဖြစ်နေသည်ဆိုတာကို သူမကိုယ်တိုင်မသိ။မူးနေပင်မဲ့လို့မြန်ရဲ့အပေါ်မှာထားတဲ့သူမရဲ့ခံစားချက်တွေကိုသူမနားလဲသည်။မျက်လုံးတွေကအရန်လာတာပဲ။အဲ့ကြည့်တွေကိုကျမချစ်မိနေပြီသိရဲ့လား။ စကားလုံးများဟာလုံထွေးသွားခြင်းမရှိပိသနေခဲ့သည့်ကြောင့်မြိုင်လန့်သွားရပါသည်အညိုရမျက်ဝန်းတွေက အနီးကပ်ကြီးမှပို၍အသက်ဝင်လာသလားဟုမြိုင်မေးခွန်းထုတ်မိသည်ညိုလေးရဲ့ချစ်ရည်ရွှန်းလဲတဲ့အကြည့်တွေကြောင့်မြိုင်ရင်ခုန်လာရပါပြီမြိုင်ရဲ့နှလုံးသားကအလိုက်မသိဖြစ်နေရရှာပါပြီဒီအဖြစ်ကိုမြိုင်လက်မခံနိုင်မြိုင်ဟာတိတ်ဆိတ်နေပြီညိုလေးရဲ့ထွက်လေဝင်လေကိုမြိုင်ရေတွက်နေမိသည် ဘာဖြစ်လို့ရင်တွေခုန်နေရတာလဲညာရဲ့ထိုစကားဟာတမယိုးကြဖြစ်ပင်မဲ့လို့မြန်အတွက်တော့လေးနက်စီသည်သူမရင်ခုန်နှံတွေကို သူမပြန်ချားရောင်လာသလိုသူမအုံနောက်ကိုလည်းသူမကိုယ်တိုင်ပင်မေခွန်းထုတ်မိသည် မမမြိုင်ညိုလေးရဲ့ရီဝဝေအကြည့်များကိုငေးရပြန်ပြီထိုအကြည့်တွေကိုရင်ခုန်တက်ဆပြုတ်လာပြီအတန်ကြာတွေအထိမျက်ဝန်းချင်းစုံနေကြသည်သူမတို့နှစ်ဦး တအူးနဲ့တအူးကတော့တယောက်ကိုတယောက်အကြည့်တွေနဲ့ညှို့နေသည်ဟုထင်နေကြသည်ဒီညှို့မြက်ဝန်းတွေကြားမှာသူတို့နှစ်ဦးလုံးကြရှုံရပြီလက်မြအရှုံပေးနေရပါပြီမင်းမင်းဝဝမန်ဒီစန်းဒီတိုင်းလေးလည်းကောင်းပါရဲ့မမမြတ်ရင်ကျမမှတ်ခဲ့တဲ့အိမ်မက်အတိုင်းပဲမမမြတ်ကအညိုရမြက်ဝန်းတွေနဲ့ကောင်းကောင်းချင်းညှို့ယူခဲ့တာဦးယူပြီးဘာစကားတွေပြောနေပြန်ပြီလဲ ကျမရင်းရကုန်နေပြီဆိုတော့မူးလောက်တော့ပါဘူး။မင်းမူးနေပြီဟိုဘက်မှာတွားအိတ်ချင်းစံအိမ်တော်ရောက်ရင်နှိုးလိုက်မယ်။တွားတွား။တွားဟိုမမမြန်မမမြန်ရင်ခွန်းထဲမှာအိတ်ချင်းနေ။ပျော့ပျော့ပြီးချင်းညိုလေးဟာရာကုများအန်ထွက်ကြလာတော့မြည်ဟန်ဖြင့်တအွန်းအွန်းလှုပ်နေသည်ကြောင့်မြိုင်တယောက်လမ်းဖြန်ကဖြင့်ညိုလေးရဲ့ခေါင်းကိုတစ်ဖက်လှဲကခေါင်းကိုအောက်ဆိုင်ထားစီခဲ့တော့သည်။တဲလဲမြန်လိုက်တဲ့လက် ဟဲ့ဟဲ့ညီဒီပေါ်မှာမအံ့နဲ့နော်။အာမမမြာကောင်းကျိုးတော့မယ်။ကျို့ကျို့ဟဲ့လုံးဝမအံ့နဲ့နော်။ဟွန်းအွန်းကျွန်မမရတော့ဘူး။တအွန်းအွန်းနဲ့ကံဘိုးလုံနေချင်းမြန်းရဲ့ခြေစွမ်းပြတစ်ခွက်နဲ့ညိုလေးရဲ့ခန္ဓာကိုယ်အားစောင့်ကန်ချလိုက်တော့ဒီ။ ရထလုံးရဲ့နန်ရန်တို့ညူလေးရဲ့နှစ်ဖူးဟာဒိန်းကနေဆောင်မိသည်နှင့်ကျမ်းမြင့်မော်တို့ဘုံကနေကြသွားတော်သည်။မြင်းလဲစရာဟာမြင်းရထလုံးကိုချက်ချင်းရက်လိုက်ပြီးမြိုင်တို့ရဲ့အခြေအနေကိုလာကြည့်တော်သည်။မြိုင်ကတော့ကျမ်းပြင်မှာပုံရက်သားကျနေတဲ့ညူလေးကိုကြည့်ပြီးမျက်လုံးလေးကလေးကလေးဖြစ်နေမိသည်။သူ့ခြေစွမ်းဒီလောက်တောင် ပြင်းရသလားဟုတွေးမိနေသေးသည်။တခင်မဘာများဖြစ်လို့လဲဟင်။ဟင်ဘာမှမဖြစ်ပါဘူး။မမလေးညူ ထမြာထနိုင်ရဲ့လိုင်းအစင်ပြေရဲ့လားမသိဘူး။ तू အိတ်နေတာခမ ्या ကျင်းမြမဒီတိုင်းကြီးအိတ်နေတာလား။အေးအိုးမင်းကလည်းတဲစကားများပါလား။တော်တော်မြင်းရထသွားမောင်းတော့ဟုတ်ဟုတ်ဟုတ်ကဲ့။မြန်ရဲ့လေတံမာမာကိုကြောက်တူတုံမီ၍တခင်မတို့ကိုမတိကျင်ရောင်ဆောင်တာအကောင်းဆုံးဖြစ်လိမ့်မည်ဟုအတွင်းနဲ့တူတူမြင်းရထလုံးပေါ်ကိုတက်၍ခရီးနှင်လာခဲ့ပြန်သည်။ ညင်ဒီတော့ဖန်မီအိမ်လုံးရဲ့အလင်းရောင်ကြောင့်ကျမ်းပြန်ပေါ်မှာကုန်းကုန်းကလေးဖြစ်နေသည့်ညိုလေးရဲ့ပုံစံကိုကြည့်ပြီးကြည့်ရင်မိနေပြန်သည်။ညင်ဟာသူလှုပ်ချင်တာလှုပ်ပြီးအတော်ကိုပျော်ရွှင်နေပါသလား။အလဆောင်ကို ပြုံးရင်နေရှာသည်။အခုမှတကယ်သူ့ပေါက်လေးဖြစ်သွားတာပဲ။လောင်ပြုံးကလေးပြုံးပြီးကြည့်ရင်နေမိသည်ညင်။ညဘက်ကောင်းကင်ယံကိုပရင်ပေါမှငေးကြည့်လို့အတော်လှသည်။ချယ်ရီပင် ထင်းရှုပင်တွေကြားမှာ အင်အားချိနေစွာ ထိုးဖောက်နေသည့်ညအလင်းရောင်ကိုမြိုင်တယောက်ငေးမောရင်ပြုံးနေမိသည်တဖြတ်ဖြတ်လက်နေတော့ကျဲမွန်ကလေးတွေဟာလည်းသူတို့မြင်ရထလုံးသွားရာလန်တလျှောက်အဖော်အဖြစ်နဲ့လိုက်ပါခဲ့သည့်ကြောင့်မြိုင်ပျော်ရွှင်မိနေပါသည်ထိုမြင်ကွင်းကိုချစ်တော်သူနဲ့အတူတူကြည်ကျင်မိသည့်ဆန္ဒရှိခဲ့ဘူးသည်ထိုပေတိထိုဆန္ဒဟာအခုချိန်ထိပြေဝခဲ့ဘူးတာမရှိ ချစ်တော်သူဤအငဲအနောင်နှစ်တာညကောင်းခင်အလာကို ကြည်ခဲ့ရဘူးဒီကရှိခဲ့ဘူးသည်တနေ့နေ့တစ်ချိန်ချိန်တော့ထိုဆန္ဒတွေပြေဝဖို့မြိုင်မျောလင့်ထားသည်